တံမြာပေါင်းရောင်းပြီးစုထားတဲ့ပစံအားလုံးကိုမလင်းဘေးအတွက်လူရန်သွားမယ်ဆိုတဲ့ဖတ်ဒီမာဖတ်ဒီမာဆိုရင်တော့မန္တလေးမြို့မှာတံမြာပေါင်းတရက်70သိန်းကိုလောက်ရောင်းရပြီးနာမည်ကြီးလာတာပါသူရောင်းရတဲ့တံမြာပေါင်းတွေကအင်မတန်လဲကောင်းမွန်ပြီးလူကြိုက်များခဲ့တာဖြစ်ပါတယ်ဒါပေမဲ့အခုကမှတော့သူ့ရဲ့တံမြာပေါင်းဆိုင်ဟာ FDA ထောက်ခံချက်နဲ့မညီတာကြောင့်ပိတ်သိမ်းခံလိုက်ရပြီဖြစ်ပေမဲ့သူဆိုင်ခွင့်နှုန်းကရထားတဲ့ပစံလေးတွေကိုမလင်းဘေးမှာလူသွားမယ်ဆိုပြီးပြောလာခဲ့ပါတယ် ဒီကြောင့်လေးနဲ့ပတ်သက်ပြီးအပြည့်အစုံသိကြရင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါအောင်ပဒီမားဆိုရင်တော့အာမန်တန်မြန်ပေါင်းရောင်းတဲ့သူလေးသာဖြစ်ခဲ့ပြီးမြင်တက်တော့ပေါ်မှာနာမည်ကြီးလာပြီးနောက်ပိုင်းပညာတတ်တွေ3လလောက်ရှာရတဲ့ငွေကိုတောင်တရက်ထင်းနဲ့ရှာလာခဲ့တာဖြစ်ပါလေ ဒီလိုမျိုးတရက်၁၀သိန်းလောက်အထိရလာတာကြောင့်မလို့ပဲသူရဲ့စားတောက်ကုန်တွေကိုပုံမိုကောင်းကွန်စေခြင်းနဲ့အတွက်အစိုးရစီမှာကိုပိုင် branding ခဲ့တာဖြစ်ပါတယ်။အဲ့လိုမျိုးကိုပိုင်ထုတ်ကုန်ပြည့်အောင်တင်ခဲ့ပေမယ့်အစားအသောက်စစ်ဆေးရေးအဖွဲ့ကလာစစ်တဲ့အခါမှာတော့အငန်းတွေအများများနေပြီးကျန်းမာရေးနဲ့မညီညွတ်တာကြောင့်ပိတ်သိမ်းခံခဲ့ရတာဖြစ်ပါတယ်။ဒီလိုမျိုးကိုပိုင်ထုတ်ကုန်တင်လို့ပိတ်သိမ်းခံလိုက်ရတာအပြင်တခြားသောမနာလိုသူတွေရဲ့တိုင်ကြားချက်တွေကြောင့်လည်းပါခဲ့တာပါ။ အဲအားကြောင့်ပဲတရက်ကို၁၀သိန်းလောက်ရနေတယ်ဖတီးမားရဲ့တန်မြာပေါင်းဆိုင်လေးဟာညချင်းညချင်းပြည့်စည်သွားခဲ့ရပါတယ်ဒီသတင်းကြောင့်မြန်မာနိုင်ငံကပြည်သူတွေဟာဆိုရင်လေကျမ်းမာရေးထိခိုက်စေတဲ့သိလိမ့်ဆက်ရုံတွေကြောင့်မပိတ်သိမ်းပဲဘာမှမဟုတ်တဲ့တန်မြာပေါင်းဆိုင်လေးကိုချဖျက်သိမ်းတာကြောင့်ဒုရကိုဝိုင်းဝန်းပြီးဝေဖန်နေကြတာပါဖတီးမားကိုယ်တိုင်ကလည်းတခြားသောစီးပွားရေးမရှိတော့တာကြောင့်အတော်လေးကြေကွဲနေခဲ့ရတာဖြစ်ပါတယ်ဒီရက်ပိုင်းနေမှာဆိုရင်လေသူစုဆောင်ထားတဲ့ပတ်စံလေးတွေနဲ့တာနေထိုင်စားတောက်နေခဲ့ရတာပါ အထူးကငလိန်ရင်ဘေးကြီးဖြစ်ပြီးပြည်သူတွေအများကြီးဒုက္ခရောက်နေကြတာကိုဖက်တီးမကလည်းမနေနိုင်ဖြစ်ခဲ့ပါတယ်။ ဘူရိုင်ကဒုက္ခရောက်နေတာကောင်မေ့ပြီးတံမြာပေါင်းကျောင်းတုံးကဆူထားတဲ့ပတ်စံတွေအကုန်လုံးကိုငလျင်ပေးမှလူရန်သွားမယ်လို့ပြောပြလာခဲ့တာပါတံမြာပေါင်းကျောင်းတုံးကရာထားတဲ့ပတ်စံတွေကိုစုဆောင်းထားခဲ့တာဖြစ်ပြီးအားလုံးပေါင်း350နီးပါးလောက်ရှိတာဖြစ်ပါတယ်အဲ့ဒီပတ်စံတွေအားလုံးကိုမန္တလေးမြို့နဲ့သကိုင်းမြို့မှာရှိတဲ့ဆေးရုံတွေအပြင်ဒုက္ခရောက်နေတဲ့နေရာတွေအကုန်လုံးစီခွဲဝေလူရန်ပေးသွားမယ်လို့ပြောပြလာခဲ့ပါတယ် ဒါကြောင့်မလို့ဟီမာပြည်ကပြည်သက်တွေအားလုံးကလည်းဝိုင်းဝန်းပြီးချီးကျူးနေကြတာဖြစ်ပါတယ်။နောက်ပြီးဒီပစံတွေဟာသူ့ရဲ့ကျေးဇူးရှင်စားသုံးသူတွေစီကရထားတာမို့အဲဒီစားသုံးသူတွေအားလုံးရဲ့ပစံတွေလည်းဖြစ်တယ်လို့ပြောပြထားခဲ့တာဖြစ်ပါတယ်။အခုလိုမျိုးအတံများပေါင်းဆိုင်တွေပိတ်ခံခဲ့ရပြီမဲ့လေစိတ်ထားလေးကောင်းမှုပြီးငလျင်ဘေးကိုတောင်ကူညီတာကြောင့်ပြည်သက်တွေကတော်တော်လေးကိုလေးစားနေကြတာပါ။ ဒီလိုသောပြည်သက်တွေကလည်းတံမြာပေါင်းဆိုင်ပိတ်ခံလိုက်ရပြီမယ်။တခြားဆိုင်တွေတခုပြန်ခွင့်ဖို့အကြံပေးထားကြပါလေ။ဒီအနေနဲ့ဆိုင်ခွင့်ဖို့အရင်နည်းလိုတဲ့ဆိုရင်လေဒီပေးပါမယ်လို့ပြည်သက်တူကဆိုရင်ပြောပြပေးထားတာပါ။ပြည်နေတဲ့ပြည်သက်ကြီးတို့အနေနဲ့ရောကိုယ်တိုင်ဒုက္ခရောက်နေတာတော့မေ့ပြီ။ပြင်ပေးအတွက်လူလန်းသွားတဲ့ဒီမအပေါ်ဘလို့ထင်မြင်မိပါသလဲ။ပြည်သက်ကြီးတို့ရဲ့အထင်မြင်လေးတွေကိုလည်းအောက်ကကွန်မန့်လေးထဲမှာဝင်ရောက်ရေးသားပေးသွားကြဖို့ပြောချင်ပါသေးတယ်။နောက်ထပ်ဗီဒီယိုလေးထဲမှာပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်။ ားလုံးကိုကျေးဇူးတင်ပါတယ်။